မရဏတာသခင်ဖရာကြွလာတော်မီဂျွန်လ17ရက်အိုးပုံးလေးကိုတာ၍ပြေဆုံးစွာဟောပြောခြင်းမိကြီးပေါ်မှာနေတော်သူဒီဟုသော အသေးသေးဘာသာစကားကိုပြောတော်လူအမျိုးနွယ်ခတ်သိမ်းတို့အားသာရဧဝံဂေလိတရားကိုဟောရသောကောင်းကင်တမန်တစ်ပါးကဖရာသခင်ကိုကြောက်ရွံ့၍ချီးမွမ်းကြလော့တရားစီရင်တော်မူသောအချိန်ရောက်လာပြီ။ ကောင်းကင်မေကြီးသမုတ်တရာနဲ့ဆိုင်းရည်တွင်တို့ကိုဖန်ဆင်းတော်မူသောအရှင်ကိုကိုးကွယ်ကြလောဟုကြီးသောအတန်နှင့်ပြောဆို၍ကောင်းကင်အလယ်၌ပြန်ဝဲလျက်ရှိသည်ကိုငါမြင်ဗျာရိအခန်းကြီး14အငယ်6ခွန်းစိရဒုက္ခကာလအစဉ်ကျွန်ုပ်တို့သည်ထွက်၍အိုးပုံးဤအကြောင်းကိုသာ၍ပြည့်စုံစွာဟောပြောသောအခါကျွန်ုပ်တို့သည်တန်ရှင်သောဝိညာဉ်တော်နှင့်ပြေဝကြလိမ့်မည် ဤနေရာတွင်ဆင်းရဲဒုက္ခကာလစတင်ခြင်းဟုဆိုရ၌မိရံများစတင်တွန်းလောင်းသည့်အချိန်ကိုဆိုလိုခြင်းမဟုတ်ဘဲမိရံများမတွန်းလောင်းမီ တခဏတာအချိန်ခရစ်တော်သည်ကောင်းကင်ဗိမာန်တော်၌ရှိနေသေးသည့်အချိန်ကိုဆိုလိုသည်ထိုအချိန်သည်ကယ်တင်ခြင်းလုပ်ငန်းပြည့်နေစေကာလဆင်းရဲဒုက္ခများကမ္ဘာပေါ်သို့ရောက်ရှိလာသည့်အခါသမယဖြစ်ကာလူမျိုးအပေါင်းတို့သည် အမျက်ဒေါသထွက်ကြလိမ့်မည် ို့ရတွင်တတရကောင်းကင်တမန်တရင်စကားဟောပြောခြင်းကို မတားဆီးနိုင်အောင် ချုပ်ထားလျက်ရှိကြသည်ထိုချိန်တွင် နောက်မူသူမဟုတ်ဘုရားသခင်ထံတော်မှလာသောအဖြစ်လန်းဆန်းမှုသည်ရောက်လာ၍တတရကောင်းကင်တမန်တရင်စကားဟောပြောခြင်းကိုတကိုးပေးကာနောက်ဆုံးဘေးဒဏ်ခုနှစ်ပါးကြာရောက်ခြင်းကာလအတွက်တန်ရှင်းသူတို့ကိုပြင်ဆင်လိမ့်မည်ဗျာဒိအခန်းကြီး၁၄မှာကောင်းကင်တမန်သည် ခရစ်တော်မိုးတိမ်ဖြစ်ကောင်းကင်မှမကြွလာမီအချိန်ကလေးတွင်ဟောပြောရမည့်တရင်စကားကိုပုံဆောင်သည်ဤခရစ်တော်မကြွလာမီအချိန်ကလေးတွင်ပရင်ငင်တစ်တာထဲ၌ရှိခဲ့ပြီးအောက်ချနှင်းချေခံရသည့်ဖျားသခင်ဤပြည့်ညက်တော်ကိုလူတို့သည်တဖန်အာယုံပြုလာစေရန်ဖိတ်ခေါ်ရမည်ဖျားသခင်တန်ရှင်းစီတော်မူ၍ဥပုံနှင့်အဖြစ်ဆောင်ရန်ပြည့်ညက်တော်မူသောတတမဏိကိုစောင့်မိအစား တို့သည်ယက်တတပတ်ဤပထမနေ့ကိုစောင့်နေကြကြောင်းသိမြင်လာကြလိမ့်မည်။သူရတွင်တို့သည်ဖျားသခင်ရဲ့လိုတော်ကိုရိုရိုသားသားလူဆောင်လိုသူများဖြစ်ကြပြီးအိုးပိုးပြောင်းလဲရခြင်းအကြောင်းရင်းကိုတမာကျမ်းစာတွင်ရှာဖွေလာကြမည်။ထိုအိုးပိုးနှင့်ပြောင်းလဲခြင်းအကြောင်းတမာကျမ်းစာထောက်ထားမတွေ့သောအခါလူတိနေသောတမာတရားကိုလက်ခံပြီးဖျားသခင်ဤပြည့်ညက်ချက်များကိုနားထောင်မလို့ သူဒီမဟုတ်လောကသားများနှင့်ရော၍လူရိပညာချက်များကိုလက်လျှောက်မလောဟူတော်မီခွန်မေးလာကြမည်။တမာတရားကိုယုံကြည်လက်ခံသည့်အထိတမာကျမ်းစာကိုဖွင့်၍ငိုကြွေးလျက်စွတ်တောင်းကာတမာကျမ်းစာတစ်ခုနှင့်တစ်ခုနှိုင်းရှင်ပြီးသူတို့သည်ဘုရားသခင်၏ပညာချက်များကိုစောင့်ရှောက်သူများဖြင့်ခိုင်ခိုင်မာမာဖြင့်ဂရုတစက်ရက်တည်ကြလိမ့်မည်။